နိုင်ငံသားမှာအိတ်တမအေးဘူးကိစ္စအဓိကမဟုတ်အဓိကနိုင်ငံအချင်းချင်းကဘယ်လိုခေါ်မလဲစီးပွားရေးအရာဘယ်လိုမျိုးပေါင်းကူလို့ရမလဲဆိုတာကိုအဓိကထားပြီးအလုပ်လုပ်ကြတာအဲ့မှာလာကြည့်ရတဲ့တဲ့တွေကလည်းမယ်ရီနဲ့အိတ်ဖို့မဟုတ်ဘူးသူတို့ဒီဒီကိုလာရင်းနဲ့မှဒီဝိုင်းမှာတူတူထိုင်ရင်းနဲ့စီးပွားရေးတမအချင်းချင်းဖလှယ်ကြတာ ranking မြင့်တဲ့လူနဲ့နှိမ့်တဲ့လူနဲ့ပြေးပြီးတော့ကျွန်တော်တို့ကကျွန်တော်ကျွန်တော်ကတော့ဘယ်သူပါခင်ဗျားတွေ့ရဝန်တာပါတဲ့အလုပ်ကလေးတွေဆက်ပြီးလုပ်ဖို့အတွက်လာကြတာဆိုတော့ဒါသည်စီးပွားရေးပေါင်းကူတဲ့တာတခုပဲအဲ့ဒီမှာမှကိုမြန်မာဆိုတာကနာမည်ကောင်းလို့ရှိရင်ငါတို့မြန်မာနဲ့အလုပ်လုပ်ချင်တယ် ပြေးတဲ့လျှို့ရဲ့ရတနာ more and more မှာရှာဖွေပါ အာဟုတ်အဲဒါလမ်းနူကတင်ပြီးရဲ့အချိန်မှာဒါဆာမေးဝဲစစ်တာပေါ့နော်မီဒီယာဆရာဆရာမတွေကဆောင်းဝဲဖြစ်တဲ့ဆောင်းဝဲစစ်တဲ့အချိန်မှာသူ flying colors နဲ့အောင်းတဲ့သဘောပေါ့နော်ဆဆချင်းသူလမ်းနူမတင်ခင်မတင်ခင်တော့ကသူဖြေတဲ့ interview တွေလမ်းနူလေးလာတယ်လေးလာပြီးရဲ့အချိန်မှာအားနေချက်လေးတွေကိုလမ်းနူပြန်ကြည့်တယ် ပြီးရဲ့အခါကျတော့လှနုအဲသူ့ထပ်ပြီးတော့ဗောနော်သူ့ကိုလှနုတင်နေဆိုတာထက်သူ့ရဲ့တကယ်စိတ်ထဲမှာရှိတဲ့ဟာကိုမကြောက်မရွံ့နဲ့ပြောရဲအောင်လှနုကနေ illicit လုပ်တယ်ဗောနော်အဲလှနုအတွက်ကဒါမျိုးလေးတွေကို confidence building အပိုင်းကကျတော့လှနုကဆရာမမဟုတ်လို့လားမသိဘူးဒီဘိုင်းလေးကျတော့နည်းနည်းကိုနည်းနည်းကြွန့်ကျင်တယ်ဗောနော်ဟိုဟိုလိုမျိုး feed လုပ်ဖို့ကျတော့ information တွေဓာဖြည်ဓာဖြည်ဆို feed လုပ်ဖို့ကျတော့လှနုကအဲ့ဒီအပိုင်းကမကြွန့်ကျင်သူ့ရဲ့စိတ်ထဲမှာရှိတဲ့အစိမ့်မှန်ပေါ်တော့ဘွာရလာနေရတယ်အခုဒါသူအောင်မြင်သွားရယ်ပေါ့နော်သူကောင်းကောင်းသူ မကြောက်မရွံ့နဲ့သူ့ရင်ထဲမှာရှိရအောင်သူဖြေနိုင်တယ်။သူပြောရင်ပြောရင်းနဲ့အောင်မှာ emotional ဖြစ်ပြီးတော့မျက်ရည်ပိုင်းဝဲလာတဲ့အထီကိုပေါ့နော်။ဆိုတော့လာနေအရန်ကိုသဘောကျတယ်။အေးကိုတင်ပေးထားတဲ့ကလေးတယောက်ကပေါ့နော်။တတ္တိရှိစွာနဲ့ခုဖြေရဲလာတယ်ဆိုတဲ့အချိန်မှာကြည်ရင်နဲ့ အဲဒါမဲ့ catwalk အပိုင်းကကြတော့လမ်းတွေက basic ပဲသင်ပေးနိုင်တယ်အဲလမ်းတို့ဆရာကျော်လင်းတို့ရှိမှာအဲကိုသွားပြီးတက်ထားတယ်အဲ့ဒီပုံစံလေးအတိုင်းပဲလမ်းတို့သင်တယ်သင်တဲ့အချိန်မှာလမ်းတွေသူတို့အမြဲပြောတယ်ဒါဆရာကျော်လင်းရှိမှာသင်တဲ့နီးနော်အဲအဲ့လိုမျိုးအမြဲတမ်းပြောလေးရှိရဟာအဲအဲ့ဒီအပိုင်းလေးကသူရတယ်ပေါ့နော်ဒါမဲ့ဟိုလိုမျိုး shit shit တော့သူမလုတ်တတ်သေးဘူးပေါ့နော်အဲ့ဒါတော့အချိန်အများကြီးလိုတာပေါ့အဲ့လိုလှည့်ဖို့လေအဲဆဆချင်းမှာဒီညီမလေးအသားကြီးအရန်လှရတယ်ဆိုတာလမ်းတို့သတိထားမိရယ်အဲနောက်ပြီးတော့ပထမကျတော့သူအရန်ပင်ပန်းနဲ့မျက်နှာလေးရှိတယ်နည်းနည်းလေးပြည့်နေတယ်ဒါပေမဲ့တဖြည်းဖြည်းနဲ့ န်ထားလို့ရှိရင် line line နဲ့သူရမ်းစ조사တယ် ပေါင်ရန်ပိန်ပိန်လေးကြသွားတဲ့အချိန်မှာလာနုသူ့ကိုအထင်ကြီးသွားတယ်ပေါ့ဒီအိမ်အောင်ရှင်တယောက်အနေနဲ့အပိန်ရှော့ဖို့ဆိုတော့တော်တော်ခက်တယ်လာနုကတော့စားတာပဲစိတ်ငြိမ်စားတာဆိုတော့အော်ဒီကောင်မလေးတကယ်လုံနိုင်တယ်ပေါ့နော်အဲ့လိုမျိုးလေးရှိရဲအဲပြီးရခါကျသူစတမနာကောင်းသူစူးစားတယ် training နေအများကြီးယူတဲ့အချိန်မှာဟိုမှာပိန်မန်းမှလေးသူပိန်မန်းလို့ရှိရင်သူ့ရေပြားလေးကလာနုလိုပဲပါတဲ့အခါကျမျက်တွင်းလေးချက်ချင်းကြတတ်တယ်အဲအဲ့ဒါလေးတော့လာနုသူ့ကိုတတိပေးရမယ်ရှင်ဟာအဲ့ဒါလေးရဲ့နောက်ပြီးရခါကျတော့သူကအရန်ဇွဲရှိရဲတစ်ခေါက်ကဆိုရင်လာနုဒီဟိုဘက် ခရမ်းတံတားဘက်တွေလေအလူတွေကိုလိုက်လုတဲ့အချိန်မှာလိုက်သွားတဲ့အချိန်မှာမနေ့အစောကြီးကနေပြီးတော့ညဘက်10နာရီအထိနော်တနေရာပြီးတနေရာကိုကားမောင်းတာတောက်ဖက်နဲ့ကြီးနေနော်လုံးဝမငီးညီဘူးလှမ်းလို့ထွားတာဘေးမှာခေါ်ခေါ်နေငိုက်တာအိတ်သွားတာအဲ့တော့အော်ဒီကောင်မလေးကောင်းကောင်းလုံနိုင်နေဆွဲရှိရပေါ့သူမှစတမနာကောင်းနေပေါ့နော်အဲ့တော့ အဲ့လိုမျိုးမငီးမညူပဲနဲ့တနေ့လုံး run နိုင်မှာနိုင်ငံသားမှအဆင်ပြေမှာလေဟာလာနိုရဂျီနတ်တယ်အဲ့ဒါဟုတ်လာနို2019 2019မှာအိမ်နောက်ရှင်အလားမယ်ကိုစပြီးတော့လုပ်ခဲ့ရပါဘောနော် heavy wall မှာလေအဲ့တော့အယောက်300လောက်လာကြတယ်အဲ့ဒီမှာလာနို MS Miss ဆိုတဲ့အိမ်နောက်ဟိုဟာတခုလက်အဲ့အိမ်တော်ကွဲဒီအတွက်ကိုလာနုဖော်ထုတ်တဲ့အချိန်မှာသူတို့တွေကအားရပါရမိုက်ခွက်ကြီးနဲ့သူတို့ရဲ့ဘဝတွေကိုပြောပြကြတာအဲ့မှာနောက်နေလဲကြလာနုအဲ့တော့စာအုပ်ထုတ်မယ်ကဲပြောဆိုလဲဆိုပြောကြတာပြောကြတာ miss ဆိုပြီးတော့ပါ Miss Elegant ဆိုပြီးလုံကြရဲ့ချိန်မှာအဲ့မှာတရက်ယောက်ျားတွေရောယောက်ခမတွေကတော့ဟဲ့နေဒါကိုထုတ်ရဲထုတ်ကြည့်စာအုပ်ထုတ်ရဲထုတ်ကြည့်နေဒီဟာကိုတက်ပြန်ရဲပြန်ခိုင်းကြည့်ငါတို့နဲ့အတွေ့ပဲဆိုချင်းချောက်ပြီးဖုန်းနေဆက်ကြရရောအဲ့ဒါနဲ့လမ်းတွေကြောက်ပြီးစာအုပ်လည်းမထုတ်ရဲတော့တို့ရဲ့ရင်နှင်းဖြစ်တယ်ပေါ့နော်တချို့ကြတော့ separate တချို့ကြတော့အတူတူရှိနေတော့လဲပဲယောက်ျားတွေယောက်မတွေရဲ့အနှိမ်ကိုခံရတဲ့အချိန်မှာသူတို့ဒီအိမ်အောင်ကွဲကျင်တဲ့စိတ်ကိုဖြစ်ပြောအားရပါးရရှင်ဖွင့်ကြရတဲ့အချိန်မှာအဲ့ဒီခေတ်တုန်းကဒီလိုတွေ Facebook မှာတက်ရေးကြတဲ့ခင်မဟုတ်2019ဆိုတော့အမှဝက်ဝက်ကွဲအဲ့ Happy World မှာအဲ့မှာလမ်းတော်တော်အချင်းချောက်ခံရတာရှိရောအခုအချိန်မှာလွတ်လပ်စွာနဲ့အားလုံးကပြောခွင့်ရှိသွားပြီပြိုင်ခွင့်ရှိသွားတဲ့အချိန်မှာလမ်းတို့အရန်ပြောတယ်ပြီးတော့တချို့ကြတော့ယောက်ျားကိုယ်တိုင်ကပံ့ပိုးပေးတယ် ကောင်းတယ်အရင်ပျော်ဖို့ကောင်းတယ်တချို့ကြတော့မဟုတ်ဘူးယောက်ျားကမပန်ပိုးတဲ့အချိန်မှာသူတယောက်တည်းယုံလာတာရှိရချို့ကြတော့ကွဲသွားတဲ့အနှိမ်ခံရတဲ့အချိန်မှာငါ့ကိုနှိမ်ထားတဲ့ငါ့ကိုမလှဘူးဆိုပြီးတော့နောက်တယောက်ရှာသွားတဲ့ဒီယောက်ျားနဲ့ငါ့ကိုနှိမ်ထားတဲ့ယောက်ခမတွေမြင်စမ်းဟဲဆိုသူအလှကိုပြတာတွေရှိရအားလုံးကိုနှမ်းကအမြဲတမ်းအားပေးနေပါတယ်လို့အဲ့တော့စူးစားပါလို့ကိုလှသေးရဆိုတော့ပြပါလို့အချိန်မှာဆောင်းတော့ထုတ်ထုတ်ပါအဲ့တော့ဆောင်းလို့ အဲ့တော့အဆောင်မထုတ်ရတော့အဲ့တော့အဲ့ပစ္စည်းအဲ့ဖုန်းတွေကလည်းပျောက်သွားတဲ့အခါကျတော့မရှိတော့ဘူးဗလာမီယာဗိုင်ဘာလိုဟာမျိုးတိတ်တောင်မမှတ်မိတော့သူတို့အကုန်လုံးပို့ထားတာလက်အဲ့ recording လုပ်ထားတာကြီးအကုန်လုံးကမရှိတော့အဲ့တော့လက်တော့ကြောက်ပြီးတော့လေအကုန်ဖြတ်ပြစ်တာတိလာဟိုကြောက်တတ်တာ哦အခုတော့မကြောက်တတ်တော့အဲ့တော့ကြောက်တတ်တာဗျာတဲ့အိမ်တော်ရှင်နေမှာရင်ဖွင့်မှလိုရတယ်အဓိက good listener ပေါ့နော်ကိုယ့်ရဲ့ခံစားချက်လေးတွေကိုအာနားထောင်ပေးဖို့ကိုယ့်ယောက်ျားကိုလိုအပ်တယ်နောက်ပြီးကိုယ့်ရဲ့ခံစားချက်လေးတွေကိုနားထောင်ပေးဖို့ကိုမိဘဆိုတာလိုအပ်တယ်ကိုမောင်နှမဆိုတာလိုအပ်တယ် ဒါပေမဲ့သူတို့တွေကကိုယ့်ကိုတကယ်အချိန်မပေးနိုင်ဘူးတကယ်ပြဿနာတက်တဲ့အချိန်ကျရင်ဒီမောင်နှမရင်းချာတွေရပဲကိုယ့်ရဲ့အားနည်းချက်ကိုကိုယ်ရင်ဖွင့်ထားတဲ့အားနည်းချက်ကိုသူတို့ကနင်းပြီးတဲ့အခါကျကိုယ့်ကိုနိုင်ွက်ယူတာအဲ့တော့သူတို့မှယောက်ျားကလည်းဟာမင်းဒါပဲဒါပြောနေရပဲနားရှုပ်လိုက်တာဆိုတော့ယောက်မကိုလည်းပြောချင်တယ်အစီမပြေဘူးအမေကိုပြောတော့လည်းအမေကအင်းအင်းအင်းသူတို့သူတို့ဘက်ကနေပြီးငွေကြေးဘယ်လိုထောက်ပံ့ပေးရမလဲဆိုပြီးစဉ်းစားတာ အဲသူတို့တွေကလှမ်းလို့လူမျိုးပေါ့နော်ဒီနားထောင်ပေးတဲ့ relationship coach တွေစီကိုလာကြတာရှိရဲ့ရှင်အဲ့မှာလှမ်းလို့လည်းဆက်စစ်ချင်တာလည်းပါတယ်အဝါဒနာကလည်းပါတဲ့ခါကျညီမရင်းချလို့ပဲသူတို့ငိုကိုလည်းငိုတည်ရမလားအဲ့လိုမျိုးနဲ့နားထောင်ကြရချင်မှသူစိတ်ပေါ့သွားတယ်ပြီးတော့လှမ်းလို့ရှိရလည်းဘဲမှမရဘူးလှမ်းလို့ကသူများကိုအတင်းမတုတ်တတ်ဘူးဘောပေါ်ပဲတက်တုတ်တာဆိုတဲ့ခါကျသူတို့အဲ့ဒါတော့ရတယ်အေးစေးရေးပါသူတို့နာမည်မထည့်ရင်ဒီရောဆိုအဲ့လိုမျိုး ဟာအမေလှမ်းကနေပြီးတော့ယောက်ျားကြီးဖောက်ပြန်တာကိုရေးတာဒီဘသူတွေခံရလဲဆိုတော့ဟုံးတာဆန်ခံရတယ်။သူဖောက်ပြန်နေချိန်မှာသူ့ကိုဝိုင်းဆဲကြတယ်။မဟုတ်အဲ့ဒါလှမ်းကိုဂျင်းဖွင့်တဲ့သူတွေကနေပြီးတော့မမရဲ့အဲ့ဒါလေးတွေကိုသူများတွေများဘလို့မတ်မလဲဆိုပြီးရေးပေးပါဆိုလို့လှမ်းကရေးတာအဲ့တော့ကန်ဆိုးသူမောင်ရှင်ကခံရရောဟုံးဟုံးလေးอ่ะဟုတ် तू อ่ะအဆဲခံသူတက်ပုံနေတက်တက်လာပြီအဆဲခံတော့ तू လဲကြာတော့လူငယ်ပဲလေမခံနိုင်ဘူးပေါ့နော်ဝမ်းနေတာတွေရှိရယ်စိတ်မြတ်တာတွေရှိရယ်ဟုတ်ဘယ်လိုခေါ်မလဲ तू စိတ်ထဲမှာပထမတော့လာနုကလာနုရဲ့အောင်မြင်ဖို့လာနု follower ရဖို့လာနုရဲ့စီးပွားရေးအောင်မြင်ဖို့အတွက်ဘလို့ခေါ်သူအစဲခံရတယ်ပေါ့နော်ဆိုပြီး तू စိတ်မကောင်းဖြစ်တာ ਈ အများကြီးရှိအခုတော့ तू လဲဒူဘေတာပဲရနှစ်နှစ်လောက်ဆိုတော့ခံနိုင်သွားပါပြီဒါပေမဲ့တနာပါတယ် तू အမြဲ तू သူ့မှာတော့ခံစားချက်ကတော့အမြဲရှိရလှနှုတ်တာအပြစ်မပြောတော့တာဟုတ်အဲ့တော့လှနှုတ်ကနည်းနည်းရစ်တာလေးလျှော့ပေးဟုတ် အမ်ဘယ်လိုခေါ်မလဲလာနူရောကတော့တယောက်ယောက်ကိုပေါ့နော်သူ့ကိုဆဲပြီးဘိုးပဲဖြစ်သူ့ကိုဆဲပြီးဆိုလာနူက comment တွေပြေးဖတ်တာပြီးအခုရနေ့ကိုဒီလိုပြဟာ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 ဆိုသူကမရှိနိုင်ဘူးသူကခံရတယ်လူတွေဆိုတော့အခါကျတော့ဟိုလာနူကိုဆဲရင်လဲသူ့ပါတာသူ့ကိုဆဲတာပဲအဲ့မှာလာနူကိုပြောရင်လဲသူ့ကိုဆဲတာပဲသူ့ကိုပြောရင်လဲသူ့ကိုဆဲတာပဲဆိုတော့လာနူကလွတ်နေတဲ့အရင်တော့ဆိုလာနူရုပ်ဆိုးတာကိုဝိုင်းဆဲဝိုင်းဟားကြတယ်မျက်လုံးကပြူတယ်နှစ်ဖူးကပြောင်းတယ်တင်မကပြားတယ်ဘိုက်ကအဲ့လိုဝိုင်းပြောကြလာနူဆိုဘာကောင်နဲ့တူလို့ဆိုတော့အခုလာနူအရန်လာသွားပြီနော်သူ့ကိုပဲဝိုင်းဆဲကြလာနူ ရန်နေခြေတွေနဲ့နေတာသူကတော့အရန်အားငယ်ဆိုတော့ဒါနိုင်ငံကိုစားပြီးတော့ mix ဖြစ်ဖြစ် mix ဖြစ်ဖြစ်ဘာဖြစ်အိမ်မဲ့သူအဓိကဖြစ်ဒီနိုင်ငံအားလုံးကရွေးချယ်ပုံမှာတင်ပြထားပြီးတော့သတ္တုစောင်းနာတဲ့ mix ဖြစ်ဖြစ် mix ဖြစ်ဖြစ်အဲ့ဒါတွေအဓိကတော့ဥမာသားပြန်မယ် image လာဖို့အတွက်ဘလိုကုန်သိခံရှိတယ်ဟုတ်အဲ့ဒါလာနုသူကသူ့ကိုသင်မဲ့အရာပေါ့နော်တရားတယ်မတရားဘူးဆိုတာကကိုယ့်ရဲ့အတွေး အာပိုင်ရှင်ကတော့သူနဲ့အဆင်ပြေအောင်သူလုပ်ရမှာပဲနိုင်ငံချင်းအပေးအယူတစ်ခုခုရှိတာဖြစ်ဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ဒါပေမဲ့တချို့လူမျိုးကကြတော့ပေးအိတ်တယ်လို့ထင်ရတယ်သိရမလားဒီမယ်နဲ့တထေးတွေနဲ့ပေးအိတ်မှစုရတယ်မဟုတ်အဓိကအိတ်တယ်မအိတ်ဘူးကနိုင်ငံเจ้าမှာအိတ်တယ်မအိတ်ဘူးကိစ္စအဓိကမဟုတ်အဓိကနိုင်ငံအချင်းချင်းကဘယ်လိုခေါ်မလဲစီးပွားရေးအရာဘယ်လိုမျိုး ပေါင်းကူးလို့ရမလဲဆိုတာကိုအဓိကထားပြီးအလုပ်လုပ်ကြအဲ့မှာလာကြည့်ရတဲ့တထေးတွေကလည်းမယ်တွေနဲ့အိတ်ဖို့မဟုတ်ဘူးသူတို့ဒီဒီကိုလာရင်းနဲ့မှ DY မှာတူတူထိုင်ရင်းနဲ့ CY တမအချင်းချင်းဖလှယ်ကြတာ ranking မြင့်တဲ့လူနဲ့နှိမ့်တဲ့လူနဲ့ပြေးပြီးတော့ကျွန်တော်ကိုကျွန်တော်ကျွန်တော်ကတော့ဘသူပါခင်ဗျာတွေ့ရဝန်တာပါတဲ့အလုပ်ကလေးတွေဆက်ပြီးလုပ်ဖို့အတွက်လာကြတာဆိုတော့ဒါသည် CY ပေါင်းကူးတတာတခုပဲအဲ့ဒီမှာမှကိုမြန်မာဆိုတာကနာမည်ကောင်းလို့ရှိရင်ငါတို့မြန်မာနဲ့အလုပ်လုပ်ချင်တယ်ဆိုရာကထွက်လာမှာပေါ့เนาะအဲ့ခါကျတော့ဒီမြန်မာတိစုရတာမရတာတိ ကိုနဲ့မဆိုင်ဘူးဒါကပိုင်ရှင်နဲ့ပဲဆိုင်တယ်ပိုင်ရှင်သည်ဒါသူသည် သူအဆင်ပြေရအောင်သူလုပ်နိုင်မယ်အဲ့တော့ကိုဘက်ကဆုရသည်ဖြစ်စေမရသည်ဖြစ်စေဘောပေါ်မှာတက်မြေးဖို့အရေးကြီးတယ်မတရားတာတွေလည်းမြင်လိမ့်မယ်အဲ့ဒါကိုကိုသည် mature ဖြစ်တဲ့အနေနဲ့ဘာမလုပ်ရအောင်လဲဆိုဘောပေါ်တက်မြေးဖို့လှနှုတ်ကမှားလေးရှိတယ်ကလေးတွေဘောနော်ပြီးတော့ဘယ်လိုခေါ်မလဲကိုဘောပေါ်မှာတက်ရေးလိုက်လို့ရှင်ဘယ်နေရာမှာမှတရားမျှတရဲဆိုတာမရှိဘူး ဘာဆိုကိုမရရင်မမျှတဘူးလို့ပဲထင်ပါပဲလေအဲ့တော့ဝါပေါ့ကိုတက်မရင်းနဲ့ဒါပေမဲ့တခုခုဆိုရင်တော့ကိုယ့်ရဲ့ national director ကိုနည်းနည်းလှမ်းပြီးရရှိဖွင့်ပြီးတိုင်ပေါ့နော်အဲ့အဲ့လောက်တော့ရှိတယ်ဝါပေါ့တက်မရင်းနဲ့ပြီးွားလို့ရှိရင်ပွဲပြီးွားလို့ရှိရင်လေဒီပွဲရှင်ကြောင့်ကိုဟာအောင်မြင်လာတာဖြစ်တဲ့အတွက်ကြောင့်ကျေးဇူးတင်စကားကရေးကိုရေးရမယ်နမို့ဆိုရင်ကိုကိုသိလာမှာမဟုတ်ဘူးသူဒီဒီ Asia အဲပွဲကိုတော့ပြိုင်နေစုရသည်ဖြစ်စီမပြသည်ဖြစ်စီတရားသည်ဖြစ်စီမတရားသည်ဖြစ်စီဒါတွေအားလုံးဒီ မပြောရဘူးမရေးရဘူးဒါပေမဲ့သူဒီ Mrs. မြန်မာတယောက်ဤတန်တာ Mrs. မြန်မာတယောက်ဖြစ်လာဖို့ဟာအကုန်ခံပြီးတော့ကျင်းပပေးခဲ့တာပွဲရှင်ဆိုတော့ပွဲရှင်ကိုကျေးဇူးတင်ပေးပါပြီးတော့ကိုကိုရွေးချယ်ခဲ့တာဒီ National Director သူမရွေးချယ်ခင်ကိုဟာ Mrs. မြန်မာဖြစ်လာ ਉ ဒါကြောင့် National Director ကိုကျေးဇူးတင်ပေးပါတကယ်လို့လမ်းခွဲတော့မယ်အလုပ်တူတူမလုပ်တော့ဘူးဆိုလို့ရှိရင်လည်းကိုကြောင့်သူတို့ကုန်ခဲ့ရတဲ့ ငွေကြေးတွေအားလုံးတစ်ခုခုပေါ့နော်ဟိုပြန်ပြီးတော့ပေးဆက်ပြီးတော့မှလွတ်လပ်စွာနဲ့ခင်မင်စွာနဲ့လမ်းခွဲပေးပါအဲဒါမျိုးလေးတွေပေါ့နော်လှမ်းမှုမယ်တွေသင်လေးရှိရဲ့ရှင့်မြန်မာစတာပစာ